ဒေါ်ရင်မျိုးပေါ်မှာကလေးတွေကိုတောင်းရန်ခိုင်တာဖျားပင်းငွေရှာခိုင်တာတွေအခုနှစ်မှာပုံများလာတာတွေ့ရတယ်လို့မြို့ခံတချို့ကပြောပါတယ်။အစူးဖွဲနဲ့လပိဆိုင်ဈေးနဲ့လန်ဆိုးလန်ခွာတွေမှာတောင်းရန်စားတော့တဲ့ကလေးတငယ်တွေကိုအရင်နှစ်တွေကတည်းကပို့တွေ့လာရတယ်လို့မြို့ခံမျိုးသားတအူးကပြောပါတယ်။ တောင်ရန်စားတော်သူအများစုဟာအသက်6နှစ်အရွယ်ကနေ14နှစ်အရွယ်ထိရှိကြတဲ့မိကလေးယောက်ျားလေးတွေဖြစ်ကြတယ်လို့ဆိုပါတယ်။အော်တိုဘားလာ20နှစ်မနေ့ပိုင်းမှာ ရုတ်ခန့်အမျိုးသားတူကဒဝင်းမြို့ပေါ်လက်ပေးဆိုင်တစ်ဆိုင်ကိုဝင်းရောက်တောင်ရန်ခဲ့တဲ့ကလေးကိုမိ мян ရှာမှာတော့ကလေးဟာလောင်လုံးမြို့နယ်ပတ်တင်းရွာကဖြစ်ပြီးအဖွားဖြစ်သူရဲ့ခြေချောက်စီခိုင်တာကြောင့်နေ့တိုင်းတောင်ရန်ပြင်းနေရတဲ့အကြောင်းသိရတယ်လို့ပြောပါတယ်။ ဒဝေမျိုးပတ်တန်းနဲ့ဘုရားကြီးလမ်းထောင်မှာအရင်ကကစုံရွက်တဲ့ကလေးနှစ်ဦးလောက်ပဲရှိတာကနေအခုနှစ်မှာတော့အနည်းဆုံးလေးဦးအထိတွေ့လာရပြီးအသက်9နှစ်ကနေ10နှစ်အောက်ကလေးတွေဖြစ်တယ်လို့မျိုးခန့်တွေကပြောပါတယ်။ဒါပြင်ဒဝေမျိုးပေါ်မှာအခုနှစ်တွင်အုပ်စုဖွဲ့တောင်ရန်စားတောက်တဲ့ကလေးတွေအပြင်ဈေးတွေနဲ့ပန်းချံတွေမှာနေထိုင်ပြီးဆိုင်နဲ့ဈေးကိုတွေကိုလိုက်လံဖောက်ထွင်းနေရှိတဲ့ကလေးအစုဖွဲ့တွေလည်းရှိတယ်လို့သိရပါတယ်။ သူတို့ဟာအဖွဲလိုက်စီဒီမှာနေထိုင်ကြက်စားလေးရှိပြီးညာဘက်အစည်းဝင်းထဲကဈေးကိုတွေကို ဖောက်ထွင်းပြီးခိုးယူလာတဲ့စားသားကိုပစ္စည်းတွေကို အခြားနေရာတွေမှာတဆင်းပြန်ရောက်နေတယ်လို့ဖောက်ထွင်းခိုးယူခံရဖို့ရေအမျိုးသမီးတဦးကပြောပါတယ်။ဒါပြင်တဝဲမျိုးပေါ်ဇေယဝတီစာတင်တိုင်းနဲ့ EPC ရုံချာကတဌာနမှာလေတောင်ရန်စာသားသူယောက်ျားလေးတဦးကိုလေမကြာခဏတွေ့ရတယ်လို့မြုပ်ခံတွေစီကတီးရပါတယ်။ အဲ့ဒီမျိုးသားကိုလေနောက်ွယ်ကနေခိုက်စေသူတူမကအရှိပြီးညာဘက်မှာ အသက်20ကျော်အရွယ်အမျိုးသမီးတူကတောင်းခံရရှိထားသမျှဟွေချေထွေကို လာရောက်သိယူသွားလိရှိတယ်လို့ကိုယ်တိုင်တွေ့ရတဲ့မျိုးခန့်တူကပြောပါတယ်။ဒွေမျိုးမှာကလေးတောင်းရသူတချို့နဲ့ကလေးကိုကြုံပြူ အာမခိုင်စီခံရတဲ့ကလေးတချို့ရှိပေမဲ့လေဒီနေ့ထိနောက်ွယ်ကနေဂျိုးကန်နေသူတွေကို ဖန်စီအေးအေးယူတာတွေလုံးဝမရှိဘူးလို့မြို့ခံတွေကဆိုပါတယ်